အားလုံးပဲမင်္ဂလာပါကျွန်တော်အင်ကန်စစ်ဆောင်စခန်းကနေအရာတီမီကိုရေချိုးသွားမှာပဲဖြစ်ပါတယ်ရှေ့ကနေရောက်တော့ဂျပူမနေရောက်ဖြစ်ပါတယ်ဂျပူမနေရောက်နဲ့ဖတ်တီဖြစ်ပါတယ်ဒါတော့အုတ်ကြီးတို့အခင်းမှာအိမ်ဝင်းမှာရှိတဲ့စကူပန်းပဲဖြစ်ပါတယ်အခုပြစ်နေပြီဖြစ်ပါတယ်အရမ်းလာပါတယ် ဒါကတော့ငန်းကအရန်နာမြကြီးရဲ့အုတ်ကြီးလမ်းကြောင်းဖြစ်ပါတယ်။ဒီချိုးဖို့တယောက်တန်ရောက်လာပါတယ်။မအစုံဆောင်ဖြစ်ပါတယ်။မိုးရတီအဆရောက်လို့တစ်ပင်ပန်းပင်အရန်စင်းစင်းလမ်းနဲ့လာပနေတဲ့ရာတီဥတုဖြစ်ပါတယ်။အရာဝတီမြို့ကိုရောက်ပါပြီ။ဒါတော့အလွန်ချောအချောလွန်ဖိတ်ဖြစ်ပါတယ်။ ဟိုဘက်ကမှတွေ့ရတာတော့ငခိုင်ဘူးဖြစ်ပါတယ်။ငခိုင်ဘူးအောက်ခြေမှာတော့တရားဝတီမီဖြစ်ပါတယ်။သူတို့ရေချိုးတောင်းမြေနေရာဟိုးကြောက်ဆောင်ရှိတဲ့နေရာဖြစ်ပါတယ်။ဒါပန်းဖပြကြမှာ ဖွင့်အရန်ကြီးလွန်းတယ်ပေါ့ကြီးလွန်းလို့တိတ်မမြင်ရပါဘူးအရာတို့မြင်မှရှိရရာတော့ကျွန်တော်တို့တရားငါးဖန်းစစ်လေးဖြစ်ပါတယ်ဘိုးဘက်ကဖောင်နေကတော့ရေငုပ်ချင်းရွှေဖောင်မှဖြစ်ပါတယ်ယူကတော့စပယ်ရှယ်လာပါတယ်ဒါကတော့ကျွန်တော်တို့ရေချုံမဲ့နေရာဖြစ်ပါတယ် ကျွန်တော်တို့ပဲမဟုတ်ပါဘူးကလေးတွေလည်းအများကြီးရှိပါတယ်။ဒီအများကြီးလာချိုးကြပါတယ်။ဟိုးအပေါ်မှာလည်းလူပြိုတတိုက်ဒီချိုးပြီးချမ်းလို့မီးလုံးနေကြတာဖြစ်ပါတယ်။ ီချိုးပြီးတော့ငန်းကိုပြန်မှာဖြစ်ပါတယ်။ချမ်းပါတယ်ချမ်းပါတယ်။ဟုတ်ပါဟုတ်ပါ။ဒီမရဲ့ဆက်ဆံရတော့မအေးဆက်ပါဘူး။ဒါတော့မစ်ဆေးကနေတက်လာလာမြခင်စေးအရင်လာပါပါတယ်။နိုင်ငံကျော်မြင့်တမီရာလို့ဒီနေ့ရစ်ကိုချောရဲဆာလာ။အရောစာပိုင်းမြင့်တော့။အခုတောင်ကုန်းတောင်ကုန်းပေါ်မှာဆိုကျွန်တော်ရဲ့အကြံရောက်ပါပြီ။ ကဲကြည့်ရှုအပေးသူအရောက်စီတန်းကိုအထူးပဲကျေးဇူးရှိပါတယ်ဘာဘာဘလစီယောပါ